ကလေးတယောက်ဖြားပြီးဆိုရင်အိမ်မှာဘလို့လုံးလို့ရပါတလဲကလေးတယောက်ရဲ့ပုံမှန်အပူချိန်က36ဒီဂရီဆယ်စီယံနဲ့38ဒီဂရီဆယ်စီယံကြားမှာရှိပါတယ်ကလေးတယောက်ဖြားနေအကြောင်းကိုဘလို့သိမလဲဆိုရင်ကလေးအသက်3လအောက်ဆိုလို့ရှိရင်38ဒီဂရီဆယ်စီယံနဲ့အထက်ကလေးသက်သုံးနှစ်နဲ့အထက်ဆိုရင်39ဒီဂရီဆယ်စီယံနဲ့အထက်ဆိုပြီးတော့ဖြားတိုင်းခြင်းအပြင်တည်နိုင်ပါတယ်။ ကလေးဖျားပြီဆိုရင်အဖျားကြစီတွေဖြစ်တယ်ပါရာစီတမောတို့အိုင်ဘူပရဖန်တို့ကိုစတိုက်တင်မိလားဆေးတိုက်ဖို့ကိုအရင်မကြိုးစားဘဲနဲ့အရင်အခြေခံကြတဲ့အချက်လေးတွေအရင်လုပ်တင်ပါတယ်ဖျားပြီဆိုလို့ရှိရင်ကလေးတွေကိုအေးမြတဲ့ဝန်စားလဲပေးပါ အနွေးတဲ့ထူထူတို့စောင်းချုံပေးတာတို့ကအဖျားကိုပူဆိုးစေပါတယ်။ရေပက်ရွှဲရွှဲတိုက်ပါ။ရေပက်တိုက်တဲ့အခါရေနွေးသို့မဟုတ်ရေခဲရေတို့ကိုအသုံးမပြုရပါဘူး။ ရေပုံပိုင်းကပုံမှန်ရေနဲ့ပဲရွှဲရွှဲတိုက်ပေးပါ အပူအရန်ကြီးလျင်ခေါင်းလျှော်ပြီးလို့တော့ရပါတယ်ရေဘက်တိုက်ဖို့မကြောက်ပါနဲ့အပူချိန်ကို၄နာရီခြားတစ်ချိန်တိုက်ပေးပါပါရာစီတမောတို့အိုင်ဘူရိုဖန်တို့ကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတိုက်လို့ရနိုင်ပါတယ်အပြားကြစီတွေကကလေးတွေရဲ့ body weight ကိုလေးချိန်နဲ့တွက်ချက်ပြီးတိုက်ရတာဖြစ်ပါတယ် တိုက်တာနေသွားရင်အဖျားမကျနိုင်သလိုများသွားရင်လည်းကလေးတွေအန္တရာယ်ရှိပါတယ်15 mg per kg of poly weight နဲ့တွက်ချက်ပြီးတိုက်နိုင်ပါတယ်၄နာရီကြာတစ်ချိန်တိုက်လို့ရပါတယ်ဒါပေမဲ့နစလီနာရဲ့အတွင်းမှာတော့60 mg per kg မဖြစ်အောင်တတိထားရပါမယ်။ဒါကြောင့်ဆရာဝန်ညွှန်ကြားချက်မရှိဘဲဖြစ်နိုင်လို့ရှိရင်စီမတိုက်ပါနဲ့။ ဖျားတာမဟုတ်ဘဲတခြားအန္တရာယ်ရှိတဲ့အဖျားတွေလည်းရှိပါတယ်။ကလေးကမျက်စိနှီးခြင်းရေနဲ့အမေတို့မဝင်ခြင်းမလန်းဆန်းမဲ့မိမ့်နေခြင်းအတက်ရှူအားခတ်ခြင်းမြန်ခြင်းကလေးမျက်စိလံပြီးတက်ခြင်းတို့ဖြစ်ပြီးဆိုလို့ရှိရင်နှီးဆက်ရာဆေးရုံစည်းကံတို့အမြန်ဆုံးသွားပါ။